ဒဂရမရေသံဃာမှာတရားထုတ်နေတဲ့အခါကျတော့ဒိဋ္ဌိစင်ပြီးမြင်တဲ့အမြင်ကို မြင်ကြလို့ရှိရင်ဖြင့်တဲ့အပေလေးပါဒကပိတ်တဲ့အမြင်လို့သေသေးချာချာမှတ်ဒဂရမရေတရားထုတ်တဲ့အခါကျလို့ရှိရင်ဖြင့်ဒိဋ္ဌိစင်တဲ့အမြင်ကိုမြင်လို့ရှိရင်ဖြင့်တဲ့ဒီသာသနာမှတပါးလဲသာသနာတော်မှာမွှေ့သောကြောင့် သမတ္တနိအကြရမှာမဖောက်ပြန်ပဲနဲ့ခမားတို့ဒီသာသနာတော်ထဲမှာမြဲသွားသောကြောင့်မြဲတဲ့အမြင်ဖြစ်လေသောကြောင့်လေသောတပန်ဤအမြင်လို့မှတ်ပြီးဩတို့မြင်တဲ့မြင်ဟာအပေမရောက်တဲ့အမြင်ပါလားအပေလေးပါလွတ်တဲ့အမြင်ပါလားလို့သေသေးချာချာမှတ်ရမယ်အပေလေးပါမရောက်တဲ့အမြင်ကိုဓမ္မတွေ ကိုကိုကိုစိတ်ချရအောင်အထုတ်ကြည့်လိုက်တဲ့အခါမှာသိပါတယ်။ဒါကြောင့်ဒီနေ့သုံးရမြောက်ကြအောင်သင်ပါတယ်။သစ္စကပရပိုက်ကမေးလို့ဘုရားကရှင်ဘုရားသာသနာတော်မှာသောတာပန်တည်တဲ့ပုဂ္ဂိုလ်များဤအမြင်ဟာဘယ်လိုမြင်မှသာလဲအမြင်မှန်ရပါတယ်လေ။ ဒါကြောင့်ရှင်မရသာသနာမှတပါမထွက်တဲ့ပုဂ္ဂိုလ်ရေဘယ်လိုမြင်မှန်ရလို့သာသနာတော်မှမရှိပြောင်းပဲနဲ့နေကြပါသလဲဆိုတော့ဘုရားကသောတာပန်အမြင်ကိုထုတ်ပြတယ်သောတာပန်အမြင်ကိုထုတ်ပြတော့ဘိန်းတော်ဓမ္မတွေအထုတ်ကြည့်လိုက်တဲ့အခါကျတော့အင်းဘယ်လေးကြည့်လိုက်ကြည့်လိုက်ဖြစ်တယ်နဲ့ပြတာပဲတွေ့နေတာအထုတ်တဲ့အချိန်ပေါ့ဗျာအဲ့ဒီကဲဆို အထုတ်တဲ့ခြင်းခန္ဓာညာလဲလဲဖြစ်တယ်နဲ့ပြက်တာမြင်ပေးညာလဲလဲဖြစ်တယ်နဲ့ပြက်တာပဲမြင်လို့ရှိရင်ဖြင့်ဩတို့သာသနာတော်မှာခိုင်မြဲတဲ့အမြင်တော့ရသွားပြီဒါသောတာပန်တို့အမြင်ပဲဘယ်လိုလှုပ်ချောက်ချာချာညာကုတ်ပေါ်တင်ပြီးဒီယူဝါဒမကောင်းတဲ့ယူဝါဒယူပါဆိုညာဆိုလဲသူအသက်သာသိခံတော့လည်းမယူတော့ဘူး ဒီမြင်မြင်တဲ့ပုဂ္ဂိုလ်ကဘာကြောင့်ဒီမြင်သည်အမြဲတမ်းမြင်တဲ့အမြင်လို့ဆိုရုံလို့ဆိုတော့မဖောက်ပြန်သောအဖြစ်မဲ့နဲ့မဲ့ရပြီးသားပုဂ္ဂိုလ်ဤအမြင်တွေဖြစ်နေလို့တကယ်ကြွယ်သိချရတယ်ဒါကြောင့်ဒကာရမတွေ၃ရက်ရှိအောင်ဒီအမြင်ကိုပြောနေတယ်လို့မှတ်ရနော်ဥမာမှာဘုန်းကြီးကတန်ခံလို့ဘုန်းကြီးရွတ်လိုက်အတန်ရွတ်လိုက် တကယ်ဓမ္မရညာနားထဲမှာတန်ခံဆိုတဲ့အတန်ကိုကြားတဲ့စိတ်လည်းပေါ်ပါကြားတဲ့ရုပ်ကလေးလည်းရှိလို့ပေါ်တာကြားတဲ့စိတ်နဲ့ကြားတဲ့ရုပ်ပေါ်တာနဲ့တကယ်ကြွယ်တို့တကယ်တစ်တို့ကကြားရုပ်ကြားနာပေါ်တယ်လို့မသိဘူးသိတဲ့ပုဂ္ဂိုလ်ကြားတော့ကြားရုပ်ကမရှိကြားနာကမရှိလို့ကြားသေးရဲ့ဒါပြန်ဒီရှင်တဲ့ပုဂ္ဂိုလ်မှာတော့ကြားရုပ်ကြားရတဲ့ရုပ် ရရတဲ့စိတ်ကလေးနှစ်ခုနားထဲမှာပေါ်ပြီးဒီကလာနေတာနဲ့ဒကာကျော်ဒကာသစ်တို့ဒီကဘုတန်ကံလို့ရွတ်လိုက်လို့ရှင်ပဲဒီကရရတဲ့စိတ်ကလေးနဲ့ကြားရတဲ့ရုပ်ကလေးဟာဒကာထဲပေါ်လာအင်းဒါဒီဒကာကျော်တယောက်ဒကာသစ်တယောက်လို့ဆိုရင်တော့လွဲပါဒါကြားရတဲ့နိုင်ရုပ်ကလေးတတဝသန္နမှာနိုင်ရုပ်ပဲပေါ်တာဟုတ်ပြတ်တော်လည်းဘယ်သူပြတ်မှာပါလဲ နာယုတ်ပဲပြက်တာပဲဆိုတော့ဩကြားတယ်ဆိုကြားတဲ့နံလေးကြားတဲ့ရကလေးရောကြားလိုက်ကြပြီပြက်လည်းပြက်တာပဲကိုလို့ခွညာနဲ့မှာဥပဒနာထိုင်တဲ့ခါမပိစင်မထိုင်မဲနဲ့လမ်းမကြားတာတွေနှလုံးသွင်းဖြစ်စီဩကြားတဲ့နံရကလေးပေါ်ပြီးကြားတဲ့နံရကလေးဒီနားထဲမှာပဲချုပ်ပြောက်သွားတော့တာပဲဆိုတော့ဥစ္စာတရားဓမ္မတွေမြင်နေရမှာနော် ပရဏံလို့ဘုန်းကြီးရွတ်လိုက်ပြန်တဲ့အခါကျလို့ရှိရင်လေတရားဓမ္မတွေမှာကြားတဲ့နိုင်ယုတ်ပုံပေါ်ပြီးဒီကလာကြားတဲ့နိုင်ယုတ်ချုပ်ပြီးဒီကလာမှာခင်ဗျားတို့တန်တာမှာရွတ်တဲ့နိုင်ယုတ်ဒီကမပေါ်ဘူး။ဩကြားတဲ့နိုင်ယုတ်ကရင်ချုပ်ပြောက်သွားပြီ။ရွတ်တဲ့နိုင်ယုတ်နဲ့ရွတ်နေတယ်လို့မဆိုနိုင်ဘူး။အဲ့တော့ဩဘ누구များကြားရည် ဘယ်သူများရုပ်ပါလိမ့်မလဲလို့ကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်စစ်ဆေးလိုက်တဲ့ခါကျတော့ကြားတာကလည်းနိုင်ရုပ်ရွတ်တာကနိုင်ရုပ်ပဲလို့ဒီလိုတရားဓမ္မတွေဉာဏ်ထဲမှာပုဂ္ဂိုလ်တ attva ပျောက်ပြီးဒီကာလငါသူတွေပျောက်ပြီးဒီကာလနိုင်ရုပ်ကကြားတယ်နိုင်ရုပ်ကရွတ်ဆိုတယ်လို့ဉာဏ်နဲ့ကြည့်လိုက်တဲ့အခါအော်သူတို့နှစ်ခုတို့ကြီးအလုတ်ကြည့်ပါပဲလားလို့ဆိုတော့ ပုဂ္ဂိုလ်အလုတ်တတ္တဝါအလုတ်ယောက်ျားအလုတ်မိန်းမအလုတ်ဆိုတာတွေရှိသေးတယ်ရှိပါဘူးအဲ့ဒီမှာဒိဋ္ဌိကွာသွားတယ်ဟောဒိဋ္ဌိကွာတဲ့အလုတ်ဟာဒီလုတ်ပါလားလို့ဆိုတဲ့ဥစ္စာတရားဓမ္မတွေနှလုံးသွင်းတဲ့အခါလဲပေါ်လာခုလိုဆရာဘုန်းကြီးကလည်းဟောထားပြန်တော့မရသေးတဲ့ပုဂ္ဂိုလ်များတော့မှာလဲဩန္ဒာနိုင်ယုတ်အသက်ပေါ်ပြီးနိုင်ယုတ်နိုင်ယုတ်အသက်ပေါ်ပြီးချုပ်နောက်တစ်ခါနိုင်ယုတ်အသက်ပေါ်ပြန်တာကိုလို့ဆိုရမှာ ပရမလို့ဘုန်းကြီးရွတ်လိုက်တဲ့အခါကြားတဲ့နိုင်ရုပ်ဒကာဓမ္မတွေနားထဲမပေါ်ဘူး။ပြီးတော့ဒကာဓမ္မတွေကပရမလို့ပဲကိုယ်တိုင်မမရွတ်ကြဘူး။ရွတ်တဲ့အခါကြားလို့ရှိရင်လေမြေသူကများရွတ်ဖတ်နေပါလိမ့်မလို့မေးလို့ရှိရင်ဖြင့်နန်ကခိုင်းရရုပ်ဖြစ်တာ။နန်ကဘာတော့လို့မေးလို့ရွတ်အောင်အထုတ်တဲ့နန်ကြောင့်ရွတ်ဖွယ်ရအ딴ဖြစ်လေ။ ရွတ်ဖို့ရအထုတ်တဲ့စိတ်ကြောင့်ရွတ်တဲ့အတန်ရုပ်ဖြစ်လာအဲ့တော့နာယုတ်အလုတ်ဆိုလို့ရှိရင်လွဲပါ့ဩဒီလိုတရားဓမ္မတွေကကြားလို့ကြားဘူးထားတဲ့ဆရာကောင်းစီကကိုကိုယ်တိုင်ရွတ်ကြည့်တယ်တော့ဩဒါနာယုတ်ဤအလုတ်ပဲရွတ်ဆိုတာလဲငါသူဘယောက်ကြားတော့ကရွတ်ဆိုနေတာမဟုတ်ပါလားနာယုတ်ကရွတ်ဆိုနေတာပါလားပရဏံလို့ရွတ်နေတာလဲဆိုတော့တကယ်ကြေပုဂ္ဂိုလ်တ attva ကင်းသွား မကင်းဘူးလားဒါဒိဋ္ဌိกว่าနေတာဗျာကိစ္ဆာမိလို့တခါလောက်ပြန်တဲ့ခါကြလိုက်ရှင်ဘုန်းကြီးကကိစ္ဆာမိလို့ရွတ်လိုက်ပြန်တော့တရားဓမ္မရင်ကြားယူကြမ်းတာပေါ်ပြန်တာတခါကိစ္ဆာမိလို့လိုက်လိုက်ပြန်တော့လေဘုန်းကြီးကကြားယူကြမ်းတာချုပ်ပြီးတဲ့ကလာရွတ်ဆိုတဲ့ယုံနဲ့ရွတ်ဆိုရဏပေါ်ပြန်တာ နာယုတ်တွေကတခုချုပ်ပြီးတခုဖြစ်လိုက်တခုချုပ်ပြီးတခုဖြစ်လိုက်တခုချုပ်ပြီးတခုဖြစ်လိုက်ဆိုတော့ဩဒီနေ့လုံးကဘာရမြဖြစ်ဘာရမြချုပ်နေကြပါလိမ့်မတော်လို့မေးရင်မနဲ့ဖြေကြပါနာယုတ်ဖြစ်နာယုတ်ချုပ်နေတာပဲဆိုတာဖြင့်ဉာဏ်ကြီးမလိုတော့နို့တသံတရားလုံးနဲ့ဘာရမြဖြစ်ခဲ့လို့ဘာရမြသိခဲ့ပါလိမ့်မတော်လို့မေးကြတော့လူသေးလား နိုင်ုပ်ဖြည်ပြီနိုင်ုပ်ဖြည်ရင်နိုင်ုပ်ချုပ်ခဲ့တာကြီးပဲရှိတော့ဩအတိတ်ပြန်ကြည့်လဲနိုင်ုပ်ဖြစ်ပြပဲပြစ္ဆုတ်ဗာမာလောက်ကင်နေတယ်ကြည့်ပြန်တော့ဩနောက်နိဗ္ဗာန်မရသေးလို့ရှိရင်လည်းငါဘာဖြစ်ဥမာတုံးဆိုတော့ဝိဇိကိစ္စတွေကိုလာသည်ဘာရင်းများဖြစ်မယ်သင်ကြနိုင်ုပ်ဖြည်နိုင်ုပ်ပြတ်မှာပဲလာမှာပဲဆိုတော့ဒီသိဒီဓမ္မတို့ ဒိဋ္ဌိလည်းกว่าဝိသိကိစ္စလည်းကင်းတဲ့အသည်ဘယ်လိုဆိုကြပါ့ဒိဋ္ဌိလည်းกว่าဝိသိကိစ္စလည်းကင်းတဲ့အသည်ဖြစ်နေတော့ဩဒါဘုရုကဘာပြောပြောဒကာရမတွေကအင်းယောက်ျားတွေကစားများကြီးကြတာမိန်းမတွေကစကားပေါ်လိုက်ကြတာအစရှိနေတယ်သူများပြောလို့သာဩသူတို့ပြောထုံးစံတိုင်းပြောကြတာကိုစဉ်းစားကြတော့ဖြင့် အဲနာယုကပြောနေတာပဲဆိုတာကွဉ္ညာနဲ့တော့ဖြင့်တန်တရားမရှိပါဘူးကိုအဲ့တော့တန်တရားမရှိဘူးဆိုတော့တန်တရားဝိသိကိစ္စဝိသိကိစ္စမရှိတာသောတာပန်ပဲနာယုတစ်ခုဖြစ်ပြီးနာယုတစ်ခုပြတ်ပါတယ်လို့သိတာကဒိဋ္ဌိပြုတ်အဲယောက်ျားမိတ်မသည်နောက်တုန်းကလည်းဒီနာယုဖြစ်နာယုပြတ်ခဲ့တယ်ယခုလည်းနာယုတွေနဲ့ပဲပြောဆိုနေကြတယ် အဲနောက်လည်းနိဗ္ဗာန်မရသေးနိုင်ဥပ္ပေပေါ်မှာပဲဒီလိုသိပြီးဒီကလာနေပြန်တော့လေအဲဘာမှသံသရာမရှိတော့ဘူးငါဘာဖြစ်ဥမှာတုန်းလဲသံသရာမရှိဘူးငါဘာဖြစ်ခဲ့ပါလိမ့်မလဲကောယခုကငါဘာပါလိမ့်မလဲကောမရှိတော့ဝိသကိစ္စာလည်းသိနေအဲ့ဒီကဲတော့ဒကာဓမ္မတွေညနေမှာရှုပြီးဒီကလာနေတဲ့အချိန်မှာဩ အရင်ဖြစ်ပြရလဲနှမ်းရုပ်ပဲနောက်ဖြစ်ပြရလဲနှမ်းရုပ်ပဲဟမ်နန္ဒရုပ်တွေတော့ပြနေတာပဲနှမ်းရုပ်တွေသာစားထုံးနေတာပဲလို့ဒကာကျော်ဒကာသေးဒကာအောင်လို့သိကြမှာပေါ့ဗျာထိုကဲ့သို့သိတဲ့ပုဂ္ဂိုလ်ဟာဖြင့်ဒိဋ္ဌိလည်းစင်၍ဝိဇိကိစ္ဆာလည်းကင်းပါတယ်ဆိုတာမှတ်ပါအဲ့ဒီလိုကင်းပြီးစင်ပြီးသားပုဂ္ဂိုလ်တွေကြလာတော့ဒကာဓမ္မတို့ဘုရားသာသနာမှတော့ဗျာတခြားသောသာသနာလည်းမကူးတော့ ဘာဖြစ်လို့မကူရုံဆိုလို့ရှိရင်ဖြင့်တဲ့အထက်မဲ့ထက်ဖို့ရပြီနိဗ္ဗာန်ကူးမဲ့ပုဂ္ဂိုလ်သာဖြစ်နေသောကြောင့်အောက်မဲ့ကလည်းပိုင်းအထက်မဲ့ထက်ဖို့ကိုလည်းသွားရမှာကသေချာပြီးသားဖြစ်နေတဲ့အတွက်ဘယ်သာသနာမှမရှိဘူးဓမ္မအစ်စ်ပဲဆိုတဲ့ဥစ္စာလေသူဟာသူတန်တရားကင်းပြီးတစ်ထစ်ချက်ဆုံးဖြတ်ချက်ချထားပြီးသားဖြစ်တဲ့အတွက်ဘုန်းကြီးတို့ကဓမ္မတွေမှာသာသောတာပန်တို့အမြန်အမြန်ညာလို့သေချာမှတ်ပါ Thank you. ဘာကြဒါပြင်ဒကာဓမ္မတို့ရှုလိုက်တဲ့အခါမှဒီနိုင်ရှုတဲ့ပုဂ္ဂိုလ်ကလည်းနာမ်ဖြစ်ဖြစ်ရှိမှာပဲနောက်တစ်ခါပေါ်လာတာလဲအနံဖြစ်တာပဲနောက်ပြက်သွားတာလဲအနံပြက်တာပဲနာမ်ဆိုတဲ့စိတ်ဓမ္မဝေဒနာဓမ္မတွေပြက်တာပဲလို့ဒီလိုပဲပြီးပြီးနေကြလို့ရှင်းဖြင့်တဲ့ဒိဋ္ဌိကကွာဝေရိကိစ္ဆာကကင်းဆိုတော့သရူဟာပါရိစ္ဆဝိပမုတ်တော့ သရူဝပါရိစ္ဆာ၄ပါးတော့ပယ်တော့မှာလေဝိပ္ပမုတ်တော့လွတ်၏ဆိုတော့ဩလွတ်ပယ်မှာပဲဒကာဓမ္မတို့ဒိဋ္ဌိဝိသေကိစ္စရှိမှအပယ်ကြရတာဒိဋ္ဌိဝိသေကိစ္စမရှိဘဲနဲ့အပယ်ကြရတယ်လို့ပဲတရားအောင်မှမရှိဘူးအဲ့တော့ဒိဋ္ဌိဝိသေကိစ္စကင်းနေတဲ့ပုဂ္ဂိုလ်ဟာဒီမြင်မြင်နေလို့ရှိရင်ဒိဋ္ဌိဝိသေကိစ္စကင်းတဲ့အမြင်ဖြစ်လေတော့ကြောင့်တဲ့ သာသနာတော်ဒီသာသနာမှတပါးဒီဘုရားသာသနာမှတပါးဖေရုဖေရောင်ဖြစ်တဲ့သာသနာပဲကူးပါဆိုလို့ကောမကူးဘူးတဲ့ဘာကြောင့်လဲဆိုတော့သူအမြင်မှမြဲသွားပြီသဘောကျအမြင်မှမြဲသွားတဲ့တွေ့တဲ့အချက်မဲ့သာသူတက်တော်မယ်တဲ့တခါကျရင်ဘယ်မှမသွားတော့ဘူးအချက်မဲ့ချက်ဖို့ရတဲ့သူဒီ တက်သွားတော့မှာပဲတဲ့ဘယ်မှပြောင်းရင်းရွှေ့ခြင်းရွေလျားခြင်းလှုပ်ချောက်ချာခြင်းဆိုတာတွေလုံးဝမရှိပါဘူးအဲ့ဒါကြောင့်တရားဓမ္မတွေဒီအမြင်ကိုဖြင့်မရောက်သေးတဲ့ပုဂ္ဂိုလ်ကရောက်လို့ပါရောက်သေးတဲ့ပုဂ္ဂိုလ်ကဝါမြောက်ပါမရောက်သေးတဲ့ပုဂ္ဂိုလ်ကမရောက်ပါဘူးအရောက်သေးတဲ့ပုဂ္ဂိုလ်ကဝါမြောက်နေရမှာပဲတို့တော့ပဲလေးပါးတကပြိပိဟေဘာမှပူဇော်မရှိတော့ဘူး ဆိုတဲ့ဥစ္စာဖြစ်တယ်ဒကာကျွဲသွေးချက်လက်ချာမှတ်ပြီမှန်ပါပါ